ကုသိုလ်ရဖို့ရအတွက်အချက်၄ချက်ရှိကိုရှိရမရှိမရလူဆိုတာဟိုကုသိုလ်ဖြစ်ဖို့ရအတွက်ကတမင်လုံးမဖြစ်တယ်အကုသိုလ်ကတော့သူကသူဖြစ်ပါလိမ့်မယ်အလွယ်လေးဖြစ်တယ်အကုသိုလ်နော်အကျင့်ကြီးပါနေတာခေါရွေးကျိုးနေအဲ့တော့ကုသိုလ်ဖြစ်ဖို့ကြတော့ဘာလုပ်အောင်လဲနံပါတ်1ငါကုသိုလ်စိတ်သာဖြစ်ရမယ်အခြားစိတ်မဖြစ်เสียရဘူး determination ဆုံးဖြတ်ချက်ချထားအောင် ငါငါစိတ်ထဲမှာကုသိုလ်သာဖြစ်ရမယ်ဥမာမဲဆိုတော့ငါလူမြင်နိုင်ဘယ်သူမှဒေါသမဖြစ်မိအောင်နေမယ်မေတ္တာပို့ပြအောင်ပို့မယ်ဆိုတော့ဒါကုသိုလ်ဖြစ်အောင်လုပ်တယ်ခေါ်တယ်ကုသိုလ်ပဲဖြစ်စေရမယ်အကုသိုလ်မဖြစ်စေရဘူးလို့ determination လုပ်အောင်နောက်ပြီးတဲ့အခါမှာ inclination ကိုယ်စိတ်လေးကိုကုသိုလ်ဘက်ကိုညွတ်နေရညွတ်ထားကုသိုလ်ဘက်ကိုကိုယ်စိတ်ကိုဒါကိုယ်စိတ်ကိုပြင်းတဲ့နေ၄ပေါ့နော် inclination ညွတ်ထားမယ်နောက်တစ်ခုကတော့ attention မြဲတမ်းကုသိုလ်ဘက်ကိုတတိယနေအောင်တတိယနောက်နောက်တစ်ခုကတော့အလေးအချင်းအလေးချင်းလို့အလေးချင်းလို့တဲ့ဆိုအေးရတာအဖျားရှိခိုးမယ်ဖျားမအိတ်ကင်အဖျားရှိခိုးမယ်ဆိုအဲ့ဒီအလေးချင်းတစ်ခုလှုပ်ထားအဲ့ဒီလေးချက် determination ရယ် inclination ရယ်နော်နောက်ပြီးတော့ဘာလို့ attention ရယ် practice ရယ်အဲ့ဒီလေးချက်ရှိမှကုသိုလ်ဆိုဖြစ်နိုင်တယ်